အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့မြန်မာလူမျိုးတွေနေစဉ်စားသုံးနေတဲ့ကစွန်းရက်ဟာအရသာရှိုံသာမကပဲကျန်းမာရေးအတွက်ဘလောက်တောင်ကြိုးပြုလဲဆိုတာကျမမိတ်ဆွေများသိပါရဲ့လားရှင်။ဒီပို့စလေးမှာ ကစွန်းရက်ရဲ့အမကတ်အဟာရဓာတ်တွေနဲ့ကျန်းမာရေးအကျိုးကျေးဇူး၅ချက်ကိုလင်းမြန်စွာပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ကစွန်းရက်စားသုံးခြင်းဟာမျက်စိအကောင်းစေပါတယ်ရှင်။ ကစွရွက်မှာဗိုက်တာမင် A ဓာတ်နဲ့ဘီတာကယ်ရိုတင်းကျွဲဝါစွာပါဝင်လို့မျက်စိအမြင်အာရုံကိုထောက်ပံ့ပေးပြီးမျက်စိရောဂါတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။အထူးသဖြင့်ညာဘက်မှာအမြင်အာရုံဝေဝါးတာတွေကိုတတ်တာစေပါလိမ့်ရှင်။ဒါ့ပြင် ကစွရွက်စားသုံးခြင်းဖြင့်ဝမ်းမှန်စေပြီးဝိတ်ကျစေပါလိမ့်ရှင်။ကစွရွက်မှာမြင့်တဲ့ဖိုင်ဘာပမာဏမြင့်မားစွာပါဝင်ပါတယ်။ ဒါကြောင့်ဦးလန်းချောင်းကိုတန့်စင်ပေးပြီးဝမ်းချုပ်တာကိုကာကွယ်ပေးပါရရှင်။အမြင်တတ်များလို့အချာကြီးပိုက်ပြည့်စီပြီးတော့ကိုလေးချိန်ထိန်ချုပ်သူတွေအတွက်လည်းကောင်းဆုံးပါပဲရှင်။ဒါပြင်ကစွန်းရစားတုံးချင်းဖြင့်လည်းသွေးအားကောင်းစေပါရရှင်။ဒါပြင်ထို့သဖြင့်အမျိုးသမီးတွေနဲ့သွေးအားနည်းသူတွေအတွက်ကစွန်းရွက်ဟာတန်ထက်ကောင်းကောင်းရရှိစေတဲ့ဟင်းသီးရွက်ဖြစ်ပါတယ် တန်တက်ကသွင်းနေဥတွေထုတ်လို့ရမှာရေးပါလို့သွင်းအားနည်းတာကိုကာကွယ်ပေးပြီးကိုခန့်စွမ်းအားကိုလည်းမြင့်တင်ပေးပါတယ်ရှင်။ဒါပြင် ကစွန်းရဲ့စားသုံးခြင်းဟာနှလုံးနဲ့စီးချိုအတွက်လည်းအလွန်ကောင်းမွန်ပါတယ်ရှင်။ဒါပြင်ကစွန်းရဲ့မှာ ပိုတက်ဆီယမ်ဓာတ်ပါဝင်လို့သွေးပေါင်ချိန်ကို ထိမ့်နှိပ်ပေးနိုင်ပြီးနှလုံးကြမ်းမရေးကိုလည်းထောက်ကူပြုပါတယ်ရှင်။ဒါပြင်ကစွန်းရက်မှာပါတဲ့ဓာတ်တိုးစန့်ကျင်ပစ္စည်း antioxidants တွေက စီးကျူသမားတွေအတွက်သွေးတွင်းတခြားသက်ကိုရှော့ချပေးရမှာလေထောက်ကိုပြုတ်နိုင်တယ်လို့သုတေသနလေးလာချက်တွေကဆိုထားပါတယ်ရှင်။နောက်ဆုံးကျိုးပြုတ်အနေနဲ့ကတော့ကစုံရဲ့စားသုံးခြင်းဟာအသားရည်ကိုလှပစေပါတယ်ရှင်။ကစုံရဲ့မှာဗိုက်တာမင် A နဲ့ C ကျွဲဝစွာပါဝင်တဲ့အတွက်ကြောင့်ရေပြားချက်မရည်ကိုထောက်ပံ့ပေးပါတယ်။ အန်တီအောက်ဆီဒန့်စ်တွေကအသားရေကိုပျက်စီးစေတဲ့ free radical တွေကိုတိုက်ထုတ်ပေးပြီးတော့အသားရေကိုစူပြေတောက်ပစေဖို့အိုမင်းရင်ရောမှုကိုနှေးကွေးစေဖို့ကူညီပေးပါတယ်ရှင်။ကဲမြင်တဲ့အတိုင်းပါပဲကျမတို့မြန်မာလူမျိုးတွေအတွက်တော့ကစွန်းရဟာတကယ့် super အစားအစာတစ်ခုပါပဲရှင်။ကဲဒီလိုအရသာရှိပြီးကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရရှိတဲ့ ကစုံရက်လို့စားစာမျိုးကိုကျမတို့မြန်မာလူမျိုးတွေနေစင်မိဝဲစားသုံးတင်ပါတယ်ရှင်ကစုံရက်ကိုစားသုံးပြီး ကျမ်းမာပျော်ရွှင်တဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်နောက်ထပ်ကျမ်းမာရေးဘဟုတုတတွေတွေကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ဖို့မမေ့ပါနဲ့ရှင်ကျေးဇူးများတင်ပါတယ်ရှင် ကျမမိတ်ဆွေများအားလုံးတက်ရှိကျမ်းမာစိတ်ချမ်းသာကြပါစေရှင်